The eye is blind when the mind is absent. ဒီစကားလေးကဘာလို့ဆိုလိုရလဲ?ဘယ်လိုနေရာမှာသုံးလို့ရတယ်လဲ?ဒါဟာဆိုရိုးစကားလေးတစ်ခုဖြစ်ပါတယ်ဗျ။ The eye is blind when the mind is absent ဆိုတာကတော့အသိပညာမရှိရင်စင်ကန်းတောတိုးနေရတဲ့အတူပါတယ်။ဆိုလိုချင်တာကတော့အသိပညာအမျော်အမြင်မရှိရင်ဝေဖန်ပိုင်းခြားနိုင်တဲ့အသိပညာမရှိရင်ကျွန်တော်တို့လုပ်နေတဲ့အလုပ်တွေဟာမျက်ကန်းတယောက်လုပ်နေရတဲ့အတူပါတယ်။သို့မဟုတ် ကျွန်တော်ရှောက်နေတဲ့လမ်းတွေဟာလေမြက်ကန်းတယောက်ရှောက်နေတဲ့လမ်းတွေနဲ့တူနေပါလိမ့်မယ်။ဒါဟာပညာရေးရဲ့အရေးပါမှုကို အသိပညာရအောင်ဘုဒ္ဓတရအောင် လုပ်ဖို့အရေးပါတဲ့အကြောင်းအရေးကြီးတဲ့အကြောင်းပြောပြတဲ့စကားတစ်ခုဖြစ်ပါတယ်။ The eye is blind when the mind is absent. နောက်တစ်မျိုးပြောကြတာရှိသေးတယ်ဗျ။ Eyes are useless when the mind is blind. ပြန်ပြောပါမယ်။ Eyes are useless when the mind is blind. အဲ့ဒီပဲအတူတူပါပဲ။ ကျွန်တော်တို့အသိပညာအားနည်းနေရင်ကျွန်တော်တို့မှာအသိပညာမရှိရင်ကျွန်တော်တို့ရဲ့အမြင်တွေဟာလည်းပဲအတိပယ်မရှိတော့ဘူးကျွန်တော်တို့မြင်နေတာတွေကိုလည်းဝေဖန်ပိုင်းခြားနိုင်စွာမရှိတော့ဘူးလို့ပြောတာဖြစ်ပါတယ်ဒါကြောင့်ဘဝရဲ့အခြေအနေမျိုးမျိုးမှာကြုံလာရတဲ့အရာတွေအားလုံးကိုမှန်မှန်ကန်ကန်ဖြစ်ရှင်းနိုင်ဖို့မှန်မှန်ကန်ကန်တွေးခေါ်နိုင်ဖို့အသိပညာရှိစေချင်ပါတယ်အသိပညာရှိအောင်အထွေးခေါ်ရင်မှန်ကန်အောင်စူးစမ်းစေချင်ပါတယ် Thank you for watching